လေးနေရာမှာကတော့7တကယ်ကြွန်တိုးပါဒီကကလူတိုင်းနေပါជីဖူးကြော်မှာပါဗျာជីဖူးတဲ့သူတွေဆိုလဲဒီကဘလို့ကောင်းလဲဆိုတာကောင်းကောင်းကြီးတည်မှာပါဆိုတော့ဒီလူတက်မရဲ့စိတ်နေစသားကသူဟာတခြားလူတွေထက်ပိုပြီးညံကောင်းတယ်လို့ယုံကြည်ထားတဲ့မာနကြီးမှု superiority complex နဲ့ပြည်နေတဲ့သူမျိုးပါသူကရိုးရိုးလူတက်မှာမဟုတ်ပါဘူးသူဟာခုတ်ကိုကိုကဘာကြီးကိုပြစ်ဒဏ်ပေးသူအဖြစ်တတ်မှတ်ထားတယ်။စားတော့စားတယ်နော်ဒီဘက်ကထားပါတော့ဒီဂျွန်ဒိုးရဲ့အပြုအမူကစီစဉ်မှုအလွန်ကောင်းတယ် ူရဲ့လူတက်မှုတိုင်းဟောအဖြစ်ရှင်မျိုးနဲ့ဆက်ဆံနေပြီးသူ့ကိုယ်သူမဖော်ထုတ်မိအောင်တတော်လေးကိုတရီထားခဲ့တယ်။သူ့ရဲ့လူတက်မှုစီမံကိန်းဟာပဟဲနီလိုမျိုးရှုပ်ထွေးနှက်နဲပြီးရဲတွေကိုတတော်လေးကိုအလုံးရှုပ်အောင်လုပ်နိုင်ခဲ့တဲ့သူပါ။သူ့ရဲ့ဇလန်းဟာအယူလွဲမှုနဲ့ဉာဏ်ပညာကိုပေါင်းစပ်လိုက်ရင်ဘလောက်ကြောက်စရာကောင်းလဲဆိုတာကိုတွေးတက်ကြည့်ပြတော့ကဲနံပါတ်300မှာကတော့တချိုကာပါ။ဘာလို့ချိုကာဖီနေရတာလဲဆိုတာနည်းနည်းစိတ်ဝင်စားသွားပြီမလား။ဘာလို့လဲပြောပြမယ်။ ဒီလူရဲ့စိတ်ကတော်တော်လေးကိုနားလဲရခတ်ပါတယ်သူ့ရဲ့အကြီးမားဆုံးစန္ဒာကစူပူအုံကြွားမှုတွေပယံပဒါတွေကိုဖန်တီးခြင်းတဲ့စိတ်ပါသူဟာပတ်စံတွေအာနာတွေလာမပြိုးနဲ့စိတ်ကိုမဝင်စားတဲ့သူမျိုးပါဘာလို့လဲဆိုတော့သူမှာနောင်တရတာကြောက်တတ်တာလုံးဝမရှိတဲ့စိုက်ကိုပက်စိတ်ရှိနေလို့ပဲဂျိုကာရဲ့ကပြူမှုပုံစံကမတီးငိမ့်ဘူးရီလိုက်ငိုလိုက်ဒိုးသားထွက်လိုက်နဲ့မတီးငိမ့်တဲ့ဇယိုက်တွေပေါင်းစပ်နေတာပါဒါပေမဲ့ သူ့ရဲ့အကြမ်းဖက်မှုတိုင်းဟာလူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကိုထိုးပေါက်ပြဖို့ဦးတည်ခဲ့တာပါသူဟာအကြောက်ထရားကိုတုံပြီး လူအဖွဲ့အစည်းရဲ့အမောင့်ဓုကိုထိုးပေါက်ပြလို့သူပါယောဂရဲ့စိတ်တစားပုံစံကရိုးရိုးလူတတ်သမထအတွေးခွန်ပိုင်းဆိုင်ရာချင်းချောက်မှုပူကြီးမားတယ်ဆိုတာတွေ့ရမှာပါနံပါတ်နဲ့မှာရှိတဲ့သူကတော့ဒက်စတာမော်ဂန်လို့ခေါ်တဲ့လူအေးလီပါ